အရှင်ဖရာတပည့်တော်လျှောက်ထားပါရစေတပည့်တော်ငင်းငယ်ကလေးကအဖွားတို့ပြောတာနှစွန်းနှဖျားကြာဘူးပါတယ်စိတ်သာရှင်စောဖရာဟောတဲ့ကုသိုလ်လုပ်လို့အကုသိုလ်လုပ်လို့စိတ်ထဲမပါရင်ဘာမှအကျိုးမရှိဘူးတဲ့ဖရာဟုတ်ပါသလားဆိုပြီးတော့ SKB လေးဆိုတဲ့အကောင့်ပိုင်ရှင်က ငရဲမကြည့်ဘူးလားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ်။ကိုကပေးခြင်းစိတ်လှူခြင်းစိတ်မရှိဘဲနဲ့ခွဲရန်ကြလို့တာဝန်ကြလို့ကြောက်လို့ပေးလိုက်ရတဲ့အခါအဲ့ဒါလူပေးလိုက်ရလို့ကိုယ်စိတ်မှာကြည်နူးဝမ်းသာခံစားရနိုင်သလားအဲ့ဒါလူပေးလိုက်ရတဲ့အခါကိုယ်စိတ်မှာဆင်းရဲခံစားလိုက်ရသလားချမ်းသာခံစားလိုက်ရသလားကုသိုလ်ဖြစ်မလား အကုသို့ဖြစ်မလားအဲ့လို ပေးလိုက်ပါလျက်နဲ့ကြည်နူးဝမ်းသာခံစားမှုအကျိုးလေးတောင်မရတာဟာဘာကြောင့်လို့ဆိုမလဲကိုယ်စိတ်ကမပါလို့စိတ်မပါလို့ပဲမဟုတ်ဘူးလားကိုကပေးခြင်းကျွေးခြင်းနေတဲ့သူတွေကိုပေးလိုက်ရတဲ့အခါကျွေးလိုက်ရတဲ့အခါကုန်းသွားပြီမဲ့ကိုယ်စိတ်မှာပျော်ရွှင်ကြည်နူးမနေဘူးလားအဲ့လိုပစ္စည်းတွေကုန်းသွားပါရဲ့နဲ့ ကျေနပ်ပျော်ရွှင်ကြည်နုနေတာကတော့ဘာကြောင့်ဖြစ်မလဲပြီးလိုက်ရတာချင်းအတူတူကိုယ်စိတ်ပါတာနဲ့ကိုယ်စိတ်မပါတာဘယ်လိုကွာခြားသွားတယ်လဲပေါ့ညစွာဘုရားလက်ထက်ကပြင်းပြင်းထန်ထန်တရားအားထုတ်ရင်မျက်စိနှစ်ကွင်းအလင်း꽌သွားတဲ့စက္ခုပါလမထေဆိုတဲ့ယဟန်တပါရှိခဲ့ဘူးလေအဲ့ဒီမျက်စိမမြင်တဲ့စက္ခုပါလမထေဟာမိုးရီရွာတဲ့ညတညမှာ ကြောင်တွင်းမှလမ်းနေလျှောက်တော့ပိုးဖလံတွေကိုနင်းမိပြီးတော့ပိုးဖလံတွေသေးကုန်ရတယ်။ဒါကို အခြားယဟန်တွေကမနဲ့လင်းတော့မြင်တဲ့အခါပိုးဖလံတွေသေးနေတာကို ကြည့်ပြီးတော့ဖရာကိုသွားလျှောက်ထားကြတယ်။ဖရာကယဟန်ဓာတို့ဆိုတာသေးစေခြင်းနဲ့စိတ်ထားနဲ့တက်လည်းမတတ်ပါဘူးလို့မိန့်တော်မူလိုက်တယ်။ပြောရရင်တော့သေးစေခြင်းနဲ့စိတ်ထားမရှိတော့ မကောင်းမှုအကုသို့မမြောက်ဘူးလို့ဆိုလိုက်တာပါပဲဒါကြောင့်စိတ်သာရှင်စောဖရာဟောလို့လည်းဆိုကြတယ်နဲ့တူပါတယ်နောက်မနောပုပ်ဝင်ကမာဓမ္မာအကောင်းအဆိုးဆိုတဲ့တရားတွေမှာစိတ်ကဥဆောင်နေတယ်မနောတစ်ထာစိတ်ဟာအကြီးအကဲအုပ်ချုပ်သူဖြစ်တယ်မနောမယာစိတ်ကြောင့်ပြည်စည်းကြရတယ်မနတာစီပဒုတ်ထေနဘာတတိဝါကရောတိဝါ ဖြည့်ဆည်းခြင်းနဲ့စိတ်ကဥဆောင်ပြီးတော့ရောတာပဲဖြစ်ဖြစ်လှုပ်တာပဲဖြစ်ဖြစ်တတော်နံဒုက္ခမနေသည့်အဲ့ဒီသူနောက်ကိုဆင်းရဲဒုက္ခတွေလိုက်ဖြစ်နေမှာပဲစက်ကံဝဝဟတော်ပဒံနွားချီယာနောက်လှဲပင်းလိုက်နေသလိုပဲတဲ့မနတာစေပတန်နေနဗာတတိဝါကရောတိဝါကောင်းတဲ့စိတ်နဲ့ပြောမယ်ဆိုမယ်လုပ်မယ်ဆိုရင်လေတတော်နံဒုက္ခမနေသည့် သာယာဝအနုပါယိနီအဲ့ဒီသူနောက်ကိုကောင်းကျိုးချမ်းသာတွေပဲလိုက်ဖြစ်နေမှာပဲတဲ့အရေးကနောက်ကအစင်လိုက်နေတယ်လို့ပဲလို့ဆိုကြတယ်။ဒါကြောင့်စိတ်ကအယားယာဥဆောင်နေပါတယ်လို့ဆိုရတာပေါ့။ဒါကြောင့်စိတ်သာရှင်စောဖရာဟောလို့ဆိုကြတယ်လို့ထင်ပါတယ်။စာလေးတစ်ကြောင်းတွေ့ဘူးတယ်။သဘောကျတယ်။စိတ်မပါရင်ရိတ်သာဟာလဲအိပ်ရာပါပဲတဲ့။ ရိတ်သာသွားတရားအားထုတ်တယ်လို့လုံနေကြပြီမဲ့လေကိုယ်စိတ်ကတရားတဲ့စိတ်မပါရင်ဘာတရားရမှာလဲကိုယ်အိမ်ကကိုယ်အိယာနဲ့ဘာထုမှလဲဗောစိတ်ပါရင်အိယာဟာလဲရိတ်သာပါပဲတဲ့ကိုကသာတရားကိုနှလုံးသွင်းနေတယ်တရားစီပဲစိတ်ကရောက်နေတယ်ဆိုရင်လဲကိုယ်အိယာတဲ့နေလဲကိုယ်စိတ်ကကိုယ်အသည့်ကိုယ်နှလုံးသားထဲမှာတရားတွေကိန်းနေရင် ကိုယ်အိယာကလည်း ရိတ်တာပဲမဟုတ်လားဒါကြောင့်စိတ်ဟာအရာရာကိုဥဆောင်နေပါတယ်တခါကယဟန်တပါတရားရခြင်းလို့ယဟန်ဘောင်ဝန်းလာခဲ့ယဟန်ဘောင်ရောက်တော့ဟိုလိုမနေနဲ့ဟိုလိုမသွားနဲ့ဟိုလိုဟိုလိုမစားနဲ့စသည်ဖြင့်စီကန်းချက်တွေတိတ်များတော့ယဟန်ဘွားကိုစိတ်ညစ်သွားတယ်ယဟန်ဘွားဟာကျဉ်ကျက်တဲ့ဘွားကြီးတစ်ခုလိုမြင်းပြီးတော့စိတ်တွေဆင်းရဲပြီးလူထွက်ဖို့တောင်စိတ်ကူးပုံပါပဲ။ အဲ့ဒီအခါဘုရားကစီကားနေတိတ်များနေတဲ့ထင်းရင်စိတ်တစ်ခုတည်းကိုပဲထိမ့်ဖို့မိတ်ငယ်တယ်စိတ်ကိုထိမ့်နိုင်ရင် အားလုံးကိုလည်းထိမ့်ပြီးသားဖြစ်မှာပါပဲစိတ်ကဆိုးနေရင်လည်းအားလုံးကဆိုးနေမှာပဲလို့ပြောကြခြင်းပါတယ်ညီကုန်းချုပ်ပြောရရင် အရာရာစိတ်အရေးတပွဲတဲ့သူပင်ကောင်းမှကိုကောင်းရမယ်အလိုလိုက်တော့အမိုက်နေခြင်း တတိကရှုမှတ်ကြစီကွယ်ဆိုတဲ့ကြပြားလေးကိုရွတ်ဆိုရင်ပဲဏီကုံချုပ်လိုက်ချင်ပါတယ်အာလုံအာလုံစိတ်တလုံးကိုပိုင်းပြီးတော့ဆင်းရဲဒုက္ခငြိမ်းတဲ့အဖြစ်ကိုလှမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံချုပ်လိုက်ပါတယ်